တနိုင်ငါလုံးပြစ်ခတ်တိုက်ခိုက်မှုရက်စဲရေးသဘောတူစာချုပ် NCA အတိုင်းဆက်လက်ရက်တည်နေတဲ့ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKPA နဲ့ကရင်ငင်းချမ်းရေးကောင်စီ KNNPC တို့အပေါ်စစ်တပ်ကအနိုင်ကျင့်ဆက်ဆံမှုတွေရှိနေတယ်လို့ဆိုပါတယ်။ NCA စာချုပ်အရတဖက်ထိန်ချုပ်နေမြေအတွင်းဝင်ရောက်မယ်ဆိုရင်ကြိုတင်အကြောင်းကြားဖို့လက်နက်တွေကင်ဆောင်ခွင့်စားတဲ့အချက်တွေကိုမလိုက်နာဘဲဘုံကျဲတိုက်ခိုက်တာ။ လက်နက်အပြည့်အစုံနဲ့စစ်ကြောင်းတွေအလိုက်ဝင်ရောက်တာတွေပါလှုံ့ဆော်နေရလို့ဆိုပါရယ်ဒီဖြစ်စဉ်တွေနဲ့ပတ်သက်ပြီးအောက်ခြေတပ်ဖွဲ့ဝင်တွေဘက်ကမကျေနပ်မှုတွေရှိနေပေမဲ့ကောင်းဆောင်ပိုင်းတွေကတော့နေပြည်တော်ကစစ်ပူချုပ်တွေနဲ့ဆက်ဆံရေးကိုတော့အလေးထားနေကြတယ်ဆိုပြီးဝေဖန်မှုတွေလည်းရှိနေပါဗျ။အဲဟုတ်ပါတယ်ဒီကွန်ကရစ်ညောက်ပိုင်းညပတိုင်လို့ပါတို့ပဲမှာတော့တိုက်ပွဲတွေပါဒီဖြစ်နေတာတော့အခုမှမဟုတ်ပါဘူး။အခုမနေ့တည်းက အခုဒီပါပဲအမြဲတမ်းကြူကြကြူကြလူတက်ပွင့်မိကြတော့ဒါဖိလစ်ပီတာရှိပါတယ်အဲစီရကတော့တပည့်ထေချုံနေမြေစတိချင်းပေါ့လေထေချုံနေမြေအပီယာနေမြေစကြင်အဲ့ဒီဟုလိုမျိုးအန်စီတဲမှာတတော်များများရေးထားတာရှိပေမဲ့2015တဲမှာလက်မှတ်ရေးထိုးပြီးတော့အန်စီရဲ့ကောင်ကျေပေါ်မူရတန်းသွားတဲ့2020ကုန်တီပေါ့ဗျာအဲ့ဒီတောက်လျှောက်ကျွန်တော်တို့က အနေနဲ့ပဉ္စသမမှုမှန်ပါတယ်ဆောက်ရမှာတော့ရှိပါတယ်သို့တော့နေနဲ့ပဉ္စသမမှုကအဲ့ဒီအခြေကာလငါးနှစ်အတွင်းမှာကျွန်တော်တို့တတ်တတ်မမတန်ပြီးညဉ့်ညာရှိနေဆုံးဖြတ်နိုင်တာတခါမှမရှိခဲ့ပါဘူးသူအဲဆိုတော့ကဘလို့သွားလာကြတယ်လဲဆိုတော့ခုနကဘိုင်လက်ထရရပဲကျွန်တော်တို့သွားလာတာရှိတယ်ဟိုတပည့်လူရဲ့အဲတချို့နေနေတွေကိုသွားလို့ရှိရင်ကျွန်တော်တို့ကဒါကျူတင်ညဉ့်ညာဆောင်ရွက်မှုနဲ့ပဲ လာလောက်ကန်လာခဲ့တာရှိတယ်ဟိုပါလေလက်တလောကရင်ပြည်နယ်ကော့ဂရိတ်မြို့နယ်အတွင်းမှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေအတွင်းမှာအာနာတိန်စစ်တပ်ရဲ့စစ်ကြောင်းဟာ KNN PC ထိန်းချုပ်နေမြို့ကိုဖျက်ပြီးတော်လန်ရေးတပ်တွေကိုတွားရောက်တိုက်ခိုက်တာဘုံချီတာတွေရှိနေရလို့မြေပြင်တပ်တွေကပြောပါတယ်။ဒါအပြင်တော်လန်ရေးတပ်တွေရဲ့ တိဘောဘူစခန်းတိန်တိုက်ပွဲလှုပ်ဆောင်ချိန်တုန်းကလည်းအာနာတိန်တပ်တွေဟာ TKPA ဌာနချုပ်ကိုပါဖျက်ပြီးခုခံခဲ့ကြတာဖြစ်ပါတယ်။အဲ့ဒီတုံကြီးမြိုင်ဟိုသူဖျက်သွားတာတော့ဟုတ်ကဲ့ဖျက်သွားခဲ့ပါလေ။ကျွန်တော်ဌာနချုပ်ပဲဆိုတော့အဲ့ဒီမှာသူကြီးကျုံနဲ့သူကျုံတို့ဘယ်လိုလှုပ်ကြလဲကျွန်တော်လည်းသူတို့နဲ့ညီညီနာမရှိတဲ့ခါကျွန်တော်အသေးစိတ်မသိကြပါဘူး။ကျွန်တော်တို့ကညနေအဖွဲစီဖြစ်တဲ့ခါတချို့ဟာကျတော့တော်လိုင်းအင်အားစုကလည်း စစ်တမ်းနဲ့တိုက်မယ်ကျွန်တော်တို့ဘီနာပုဂတိကကျွန်တော်တို့နဲ့ကပ်ရောသွားတာရှိသလိုတက်ကလည်းကျွန်တော်နဲ့ပုဂတိကသွားတဲ့အဲ့မှာကျွန်တော်တို့ကြားအသုံးချခံမြင်ရတဲ့အချင်းချင်းတွေတော့တော်တော်များများဖြစ်ခဲ့တယ်အဲ့ဒါတွေကျတော့ကျွန်တော်တို့ဘယ်လိုပြောဒီလိုပဲကျန်တာနားလည်နဲ့ပြဿနာမရှိခွောင်းလိုပဲနေခဲ့ရတော့ကျွန်တော်တို့တစ်ဖက်ဖက်ကိုတိုင်းနိုင်တစ်ဖက်နဲ့ရံပြီးဖြစ်မယ်အဲ့လိုဖြစ်တဲ့အခါကျွန်တော်တို့ကြားဟုတ်ပဲအသ တာသာတာဖြစ်အောင်လည်းဒီဘက်သာသာတာဖြစ်အောင်နေတဲ့အတွက်ကြောင့်ဂျာကနေပြည်သူတွေရဲ့သွားလာလောက်ကန်ဆောင်နေတာကိုနည်းနည်းကပါပြီးလောက်ပြီးလို့ရတော့ဘာအဲ့လိုလည်းရှိပါဘူးတိုင်းရင်းသားလက်နက်ကင်ဆယ်ဖွဲ့ဟာဦးတိန်စင်အစိုးရလက်ထက်နဲ့ NLD အစိုးရလက်ထက်တွေမှာ NCA လက်မှတ်ရေးထိုးခဲ့ကြပေမဲ့2023ခုနှစ်အာဏာသိမ်းလိုက်ချိန်မှာတော့ KNU, EPSDF, CNF တို့ကစစ်တပ်ကိုယ်တိုင်ဥပဒေကိုချိုးဖောက်လုပ်ဆောင်ခဲ့တာကြောင့် NCA ပြက်ပြေကြောင်းကိုကြေညာပြီးပြန်တိုက်ခဲ့ကြတာဖြစ်ပါတယ်။နောက်ပိုင်းတော့ PNNO နဲ့ NDU တို့ကလည်း KNU, ABSDF, CNF တို့နဲ့အတူယက်တီခဲ့ကြပြီးအာဏာသိမ်းတပ်ကိုဆန့်ကျင် ခဲ့ကြပါတယ်။ DKPA နဲ့ KNNPC တို့ကတော့စစ်တပ်ဖိတ်ကြားတဲ့နေပြည်တော်ကပွဲတွေကိုဆက်လက်တက်ရောက်ပေးနေကြတာလည်းဖြစ်ပါတယ်။ KNU ရဲ့ဝါရင်ကောင်းဆောင်တဦးဖြစ်တဲ့ဘဒိုဆိုးသမိန်ထွန်းကတော့စစ်တပ်ဟာတိုင်းရင်းသားလက်နက်ကင်အဖွဲ့အစည်းတွေအပေါ်မှာ အရင်ကလည်းမလေးစားတဲ့ပြုမှုဆက်ဆံမှုတွေရှိခဲ့သလိုလက်ရှိအချိန်ထိလည်းပြောင်းလဲသွားတာမတွေ့ရဘူးလို့မှတ်ချက်ပြုပါတယ်အဲ့တော့ပြောမှာပေါ့အဲ့ဒီဒေတာကလာခွင့်ပြုလို့သူလက်နဲ့တိုင်နေဆိုပြီးပြောမှာပေါ့တကယ်ကအရင်တော့လည်းဟိုမှာဘုဆောင်းအောင်လို့ဖြစ်ခဲ့ပြီးလေဘုဆောင်းအောင်လို့ဒီဒီဒီလေဒီဒီဒီရတဲ့နယ်ရတော့ချင်းလက်နဲ့မပါဘဲသွားရတယ်အဲ့တော့သူတို့ကစစ်ကဒီဒီဒီနယ်လာတဲ့ခါကျလက်နဲ့လာဘုဆောင်းအောင်ပြင်းနေချက် ဲ့ဒါဒီတက်တဲ့ဘူးကဲတကယ်တော့လုပ်တာတော့ဆောက်ကတော့သူ့လိုမျိုးလည်းပရိုဒုတ်တာကြီးပဲသူ့ဘက်ကတာကြီးရဖို့ကြီးပဲအဲအဲ့ဒါတော့ကျွန်တော်မြင်ရတော့သူတို့ကတိုက်တဲ့သဘောသူတို့လှုပ်ချင်တိုင်းလှုပ်တာပဲလေအဲ့တော့သူတို့အသာကြီးကနေလုံနေတော့အဲ့တော့အနိုင်ကျင့်တာကဒါလည်းကျွန်တော်ပြောချင်တယ်ကတော့အနိုင်ကျင့်တာပဲ